မဲလေးရမပြန်လဲကျူစုလိုက်ပါရနော်ဒီနေ့ကတော့စားလို့အရန်ကောင်းပြီးတော့အိမ်မှာပဲအလွယ်တကူချက်စားလို့ရတဲ့ကြက်ပဲရေတုပ်လေးကိုလည်းဝင်မြပေးတာပါအရန်စားကောင်းတာမလို့ဘလို့လေးချက်မလဲဆိုတာတူတူစောင်းအောင်သွားကြည့်လိုက်ရအောင်နော် ကျပဲရေတော့ဆိုရင်တော့ဒီလိုမျိုးလေးခြေထောက်နဲ့လေဘင်းလေးကိုပိုကြိုက်ပါတယ်တကယ်လို့ကိုကအသားတွေအဲမြစ်တွေထပ်ထည့်လဲရပါတယ်ရတာအတွက်စားရဲစက်သားမှုရဲဂျင်းရည်ရဲနံရွှဲမှုတွေရဲ့ထည့်ပြီးတော့တေးချာလေးရတာစိတ်ဝင်အောင်နေပါမယ်စိုင်းနေမှာဆိုရင်တော့စက်သားလေးရဝဝထိန်ထိန်လေးဆိုတော့နံရွှဲမှုလေးကိုမြများလေးတုံးထားပါတယ်ပြီးရင်တော့နေထားတဲ့စက်သားတွေကို ကိုချက်မဲ့ဦးရဲကိုထည့်လိုက်ပါတယ်စက်သားမျိုးရုံရေထည့်ပြီးတော့မိနစ်30လောက်တည်ထားပေးပါမယ် အရင်နူးမြည်နေအောင်တော့တဲကြမလို့ပါအောင်နော်ဖီးကြည့်လိုက်တော့နူးရဆိုရင်တော့ရပါပြီပြီးရင်တော့မှွေးပဲစိတ်မှုတ်သုံးပါမယ်မှွေးပဲစိတ်မှုတ်ကိုတော့အကုန်မထည့်ပါဘူးအချုပ်ရဲ့တဝက်လောက်ထည့်ပြီးတော့ပဲစိတ်မှုတ်တွေပျော်အောင်လို့ဇုံးလေးနဲ့မှွေးပေးပါမယ်ကိုကတော့တကယ်လို့စိတ်မရှိရင်လက်နဲ့မှွေးလဲရပါတယ်ဒါဆိုရင်ဟင်းရည်စချက်ပါမယ်အနံလေးပုံမှွေးခြင်းလို့ချက်သွန်ဖြူနီစီတက်တာပါစီလေးကနည်းနည်းလေးပဲထည့်ပါနော် ကျက်သွန်ဖြူနီလေးစီတက်ပါမယ်ကျက်သွန်လေးနိုးနဲ့ထိမှွေထားပေးပါကျက်သွန်နွန်းသွားပြီဆိုရင်တော့မဆလာလေးချက်ပါမယ်မဆလာတစ်စွန်းလောက်ပဲသုံးပါတယ်ပြီးရင်တော့ဆောနာတို့ကရေဖြော်ထားတဲ့ပဲရည်လေးချက်မယ်ပြုတ်ထားတဲ့ကြက်ပြုတ်ရည်လေးချက်ပါမယ်ရည်လေးနည်းနည်းချက်ပါရသာအတွက်ကတော့ကျက်သားမှုရဲ့စားရဲ့ချက်ပါမယ်အရသာကတော့ကိုလိုအပ်သလိုချိန်စားချက်ပါနော် ပဲစိမ့်နဲ့လေးပျောက်တဲ့အထိဇက်တိုက်မှွေပေးပါမယ်။ဒီမှာတော့ရှန်ကြမှာဆိုလို့အဖုံးလေးမအုပ်တော့ပါဘူး။ကဲဒါဆိုရင်တော့ပဲဟင်းရည်လေးလည်းရပါပြီ။အတုပ်စားတုပ်ဖို့အတွက်လုပ်ပါမယ်နော်။အတုပ်တုပ်ဖို့အတွက်ကြက်ရိုးလေးတွေကိုခုတ်ထစ်ထားပါမယ်။အရေကွန်လေးဆိုပို့ပြီးတော့စားလို့ကောင်းပါတယ်။ပြီးရင်ခေါ်ပီလေးလည်းလှီးထားလိုက်ပါမယ်။ရှောက်ရွက်လေးလည်းလှီးထားပါမယ်။ ကျက်တော်နီလေးရဲ့တံမြာသီးလေးရဲ့လည်းလှီးထားလိုက်ပါမယ်။ကဲအကုန်လုံးလှီးပြီဆိုတော့အားလုံးဆင်သင့်ဖြစ်ပါပြီ။စားတော့ဖို့လုပ်ပါမယ်နော်။ကိုသုံးမဲ့ပကံလေးတဲကိုကြက်ရိုးလေးချက်လိုက်ပါ။ပြီးရင်ဂေါ်ဘီလေးထည့်ပါမယ်။ကျက်တော်နီစိမ်းလေးရဲ့ရှောက်ရွက်လေးရဲ့ပါချက်လိုက်ပါ။အပေါ်ကနေပဲဟင်းရည်လေးစမ်းပါမယ်နော်ပဲဟင်းရည်ကိုရွှဲနေနေအောင်မဟုတ်ဘဲနဲ့နယ်စားရုံလောက်လေးစမ်းမယ် ပြီးရင်တော့ငရုတ်သီးမုတ်လေးရဲ့တံမြာသီးစိတ်လေးရဲ့ကျင်လိုက်ပါနောက်ဆုံးမှာတော့ပူစီနံလေးကျင်လိုက်ပြီဆိုရင်တော့ဒါဆိုင်မှာရောင်းနေပွဲပြင်တဲ့အတိုင်းလေးရပါပြီ သူ့ကိုတံမြာရည်လေးညှစ်စားလိုက်ရင်တော့အရန်ကိုစားလို့ကောင်းတဲ့ကြက်ပဲရည်တုပ်လေးရပါပြီဒီလိုမျိုးလေးအိမ်မှာချက်စားတော့ကြိမ်လုံးဝစားရတာပေါ့နော်